မင်္ဂလာပါဒီဗီဒီယိုလေးမှာတော့ Portable တိုက်ကူမှာ Auto Cutter ပါဝင်တဲ့ PC 301 model လေးကို Linebus BO ရဲ့ Point of Sale application လေးနဲ့ဘယ်လိုမျိုးချိတ်ဆက်ပြီးတော့အသုံးပြုရမလဲဆိုတာကိုပြပြပေးပါမယ်။ပထမအဆုံးအနေနဲ့ Power Glow လေးကိုဖိထားပြီးတော့ Power လေးဖြွင့်ပေးရပါမယ်။စက်ကူလေးလေးထည့်မယ်ဆိုလို့ရှိရင်တော့ဘယ်ဘက်ကလိမ္မော်ရောင်ကလုတ်လေးကိုတစ်ချက်နှိပ်လိုက်ပါ။ဒါဆိုလို့ရှိရင်အဖုံးလေးပွင့်လာပါလိမ့်မယ်။ ပြီးရင်တော့ဘောင်ချာဆက်ကူလေးလေးထည့်ပေးရမှာဖြစ်ပါတယ်။ဘောင်ချာဆက်ကူလေးလေးကိုတော့ကျွန်တော်တို့အခုလိုလက်သေးလေးနဲ့ချစ်ကြည့်လိုက်လို့ရှိရင်မင်းလေးထင်တာတွေ့ပါလိမ့်မယ်။ဒါဆိုရင်ကျွန်တော်အစာလေးခွာပြီးတော့အခုပုံစံလေးအတိုင်းပဲပက်လက်လေးအနေထားနဲ့ကျွန်တော်တို့ဆက်ကူလေးလေးထည့်ပြီးတော့အဖုံးလေးကိုပိတ်ပေးပါ။ဒါဆိုလို့ရှိရင်ပရင်တာကနေပြီးတော့အခုလိုမျိုးစာရွက်လေးအော်တိုဖြတ်ပေးသွားမှာဖြစ်ပါတယ်။ဒါတော့ကျွန်တော်တို့ PC 301ရဲ့အာတာချက်လေးဖြစ်ပါတယ်။ပုံမှန် Polybag တိုက်တွေမှာတော့ AutoCAD ပါဝင်လေးမရှိပါဘူး။ အဆိုရင်ချိတ်ဆက်ဖို့အတွက်ကျွန်တော်တို့မိုဘိုင်းဖုန်းရဲ့ Bluetooth တွေကိုတစ်ချက်ဝင်ပေးပါဒီမှာမှပရင်တာမော်ဒယ်လေးကြလာရင်တစ်ချက်ထောက်ပြီးတော့ပတ်စော်လေးတောင်းနေဆိုလို့ရှိရင်တော့၃ညာလေးလုံးလေးရိုက်ပြီးတော့ OK လေးနှိပ်ပေးရပါမယ် SVD စိတ်လို့ပေါ်သွားပြီဆိုလို့ရှိရင်တော့ printer နဲ့ phone bluetooth ချိတ်ဆက်တာလေးရသွားပြီဖြစ်ပါတယ် ီးရင်တော့ linebus.bua.c လေးနဲ့ချိတ်ဆက်မှာဖြစ်တဲ့အတွက် linebus.bua.c ဆိုတဲ့ application လေးကိုတစ်ချက်ဝင်ပေးပါချိတ်ဆက်ဖို့အတွက်ဘယ်ဘက်တောင်းအောင်မြင်းကြောင်းလေးသုံးချောင်းကိုတစ်ချက်နဲ့ပြီးရင် setting လေးကိုဝင်ပေးပြီးရင် printer လေးကိုတစ်ချက်ဝင်ပါမယ် printer လေးသတ်မှတ်မှာဖြစ်တဲ့အတွက်ညာဘက်တောင်းမှာအပောင်းလေးကိုတစ်ချက်နဲ့ပေးရပါမယ်နေနေရာမှာတော့အစီအပြေရဲ့နံပါတ်လေးတစ်ခုရေးလိုက်လို့ရပါတယ် ပြီးတော့ဒုတိယအကြောင်းလေးကိုတစ်ချက်ထောက်ပြီးတော့ printer model လေးရွေးပေးရမှာမယ် printer model လေးကိုတော့ other model ဆိုတာလေးကိုတစ်ချက်ရွေးပေးပါ ပြီးတော့တတိယအကြောင်းလေးပေါ်မှာတစ်ချက်ထောက်ပြီးတော့ bluetooth ဆိုတာလေးကိုရွေးချက်ပေးရပါမယ်နောက်တစ်ချက်အနေနဲ့ကတော့ SCER C ဆဆိုတာလေးကိုတစ်ချက်နဲ့ bluetooth printer ချိတ်ထားတာလေးကိုကျွန်တော် model လေးပေါ်ကိုလက်လေးနဲ့တစ်ချက်ထောက်ပေးပါ ပြီးရင်တော့ print resident b ဆိုတာလေးကိုအမှန်ချစ်ပေးပါတော့အောက်ကနှစ်ခုကတော့ချစ်စရာမလိုပါဘူးပြီးရင်တော့ printed ဆိုတာလေးကိုတစ်ချက်နှိပ်ပေးပါအဆိုလို့ရှိရင်ကျွန်တော်တို့စလေးလေးထွက်လာပြီဆိုလို့ရှိရင်เนาะပရင်တာချိတ်ဆက်တာလေးရပြီဖြစ်ပါတယ်။ညာဘက်တောင်းကစိတ်စွာလေးကိုနှိပ်ပေးပါ။အဆိုလို့ရှိရင်ကျွန်တော်တို့ ဒီလိုမျိုးချိတ်ဆက်ပြီးသွားရဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီဘက်လေးထွက်ပြီးတော့ဆေးဆိုတဲ့နေရာလေးကိုကျွန်တော်တို့သွားပြီးသွားရဆိုလို့ရှိရင် item လေးထည့်ထားရဆိုရင်အခုလိုမျိုးလေးဘောင်ချလေးစပြီးတော့ဖြတ်လို့ရပါပြီခင်ဗျာဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ PC 301 Auto Cutter ပါဝင်တဲ့ Portable Printer လေးနဲ့ Line Bed PUF Pointer C နဲ့ဘယ်လိုမျိုးချိတ်ဆက်ရမလဲဆိုတာလေးကိုနားလည်မယ်လို့ထင်ပါတယ်။နောက်ဗီဒီယိုမှာဘယ်လိုမျိုးသုံးပြရမလဲဆိုတာလေးကိုထပ်ပြီးပြပြပေးသွားမှာဖြစ်ပါတယ်။အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။